ကပနေပင်တီတာတီတီကနီကျွန်တို့ရဲ့ဒီဗီဒီယိုလေးကိုကြည့်ရှုပေးတဲ့သူတွေ အားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံကြပါစေကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ဘဝမှာဝေဖန်ခံရတဲ့အခါဘယ်လိုတုံးပြန်ကြမလဲဆိုတဲ့အကြောင်းအရာကိုဖြစ်ပါတယ်ဘဝကိုဖြတ်တန်းရမှာဘယ်သူမဆိုဝေဖန်မှုကိုတစ်ချိန်မဟုတ်တစ်ချိန်ခံရနိုင်ပါတယ်တကယ်တော့ ဝေဖာမှုတွေဆိုတာဘဝရဲ့အရေးကြီးတဲ့အစိတ်အပိုင်းတွေပဲဖြစ်ပါလေ။တဏ္ဏီနဲ့သဆုံတယောက်ရဲ့ဝေဖာမှုကိုခံရပြီဆိုရင်ပညာရှင်ဆန်းဆန်းလုံးပြန်တတ်ဖို့လိုအပ်ပါလေ။ကျွန်တော်တို့အားလုံးဟာလူသားတွေဖြစ်တာကြောင့်ဝေဖာမှုတွေနဲ့ပတ်သက်လာရင်စိတ်ဆုံးဒေါသတွေဖြစ်တတ်ကြသလိုခံစားမှုတွေလည်းပြင်းထန်တတ်ကြပါလေ။ ဒါပေမဲ့ဝဲလူဝေဖာမှုမျိုးကိုပဲဖြစ်ဖြစ်အပြုတ်တဘောဆောင်တဲ့ချီကမှုမျိုးနဲ့လက်ခံနိုင်နေဆိုရင်တန်ဘဝကိုတိုးတက်စေနိုင်တဲ့အကြောင်းရင်းတွေဖြစ်လာနိုင်ပါတယ်ဒါကြောင့်ဝေဖန်ပစ်တင်ခံရတဲ့အခါမှာအပြုတ်တဘောဆောင်တဲ့နီလာနဲ့ဂိုင်တွေဖြည့်ရှင်းနိုင်စေမဲ့နီလာလေးတွေကိုတင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ဒီဗီဒီယိုလေးကို အဆုံးထိကြည့်ရှုပြီးဖို့ကျွန်တော်တိုက်တွန်းပါရစေ။နံပါတ်၁ဝေဖာမှုကနေသင်ခန်းစာယူပါ။ဝေဖာမှုကိုအကောင်းမြင်စေနဲ့လက်ခံမယ်ဆိုရင်တန်တဲ့ဒုတက်မှုတွေဖြစ်လာစေနိုင်ပါလေ။လူအများစုကဝေဖာမှုဆိုရင်အကျုံဖြစ်စေနိုင်မဲ့အချက်တွေကိုတော့ရှင်းလို့ရှုထားကြပါလေ။ဒီလိုရှင်းလို့ရှုထားတာက တင်ဘောတူတမှုကိုယတန်စီပါလေ။ညရောအဖြစ်ဘူရိကသူတို့ကိုသူတို့မန္တလေးထင်ကြပြီးဝေဖန်မှုတွေကိုလက်မခံနိုင်ကြတာဖြစ်ပါလေ။ဒါပေမဲ့ဘသူမှအချင်းတိုင်းမမနေနိုင်ပါဘူး။ဒါကြောင့်ဝေဖန်ခံရတဲ့အခါမှာဒီချာအာယုံဆိုင်ပြီးပြဿနာရဲ့အကြောင်းရင်းကိုဒီချာရှာပါ ဝေဖာမှုကနေတိမ်ခန်းစာယူနိုင်အောင်ကြိုးစားပါနံပါတ်2သုံးပြမှုတွေအဖြစ်မယူပါအကောင်းမြင်စိတ်နဲ့ကြည့်မယ်ဆိုရင်ဝေဖန်ပစ်တဲ့မှုတွေဆိုတာအကြံပြုသုံးပြမှုတွေပဲဖြစ်ပါတယ်အလိုက်တန်လိုအပ်တယ်လို့အပြောင်းအလဲလှုပ်ဆောင်ပြီးတင့်ကိုယ်တင်တိုးတဲ့အောင်လုပ်နိုင်ပါသေးတယ်ဘသူမ ပြပြဆိုနေတယ်ဆိုတာမရှိပါဘူးလူတိုင်းမှာလူအချက်တခုမဟုတ်တခုရှိကြပါတယ်ဒါကြောင့်လူတွေကတင့်ကိုဝေဖန်လာတဲ့အခါမှာဒါလူခံယူရမလဲဆိုတာကပဲအရေးကြီးပါတယ်ဝေဖန်ပြတဲ့မှုတွေကိုတင့်ရဲ့အားနည်းချက်တွေပြင်ဆင်နိုင်ဖို့အသုံးချပါဝေဖန်တန်တွေကတဆင် ဘူဒီချင်းခိုင်ထူချင်သူတယောက်ဖြစ်လာအောင်ကြိုးစားပါအခုလိုလူငယ်တွေအတွက်အရေးကြီးတဲ့အကြောင်းအရာတွေကိုစင်ဆက်မပြတ်တင်ဆက်ပေးမှဖြစ်တဲ့အတွက် like subscribe and follow လုပ်ပြီးဖို့ကျွန်တော်မိသားရက်ခံပါတယ်နံပါတ်2တိုးတဲ့အောင်မြင်ဖို့အခွင့်အလမ်းလို့သဘောထားပါလူအများကဝေဖန်မှုတွေကိုပုံကူရေးတိုက်ခိုက်မှုအဖြစ်သဘောထားကြပါတယ် တကယ်တော့ဝေဖန်မှုဆိုတာကတဲ့ရဲ့လောရကိုဝေဖန်တာဖြစ်ပါလေတဲ့ကိုပုပ်ကိုရရတိုက်ခိုက်တာမဟုတ်ပါဘူးဒါကြောင့်တဲ့ကိုဝေဖန်တူကိုပုပ်ကိုရရပြန်တိုက်ခိုက်မယ်ဆိုရင်တဲ့ကိုတင်တော်တဲ့စီနိုင်မဲ့အခွင့်အရေးတွေပြောင်းဆုံးသွားပါလိမ့်မယ်တဲ့နဲ့နီးနဲ့စောကခိုင်းရတယ်လို့မခံယူပဲ အကြံပြုချက်ပေးတယ်လို့သဘောထားနိုင်ပြီဆိုရင်ယေရှုမှာတဲ့တဲ့အကျိုးရှိလာမှာဖြစ်ပါတယ်။တင့်ရဲ့အားနည်းချက်တွေကိုပြင်ဆင်လာနိုင်မှာဖြစ်ပါတယ်။နံပါတ်၄ဝေဖာမှုတွေပေါ်အယံမခံစားမိပါစေနဲ့။ဝေဖာမှုတွေကိုလိုရာထက်ပိုပြီးလိုက်ခံစားနိုင်မယ်ဆိုရင်စိတ်ဓာတ်ကျလာပြီးယုံကြည်မှုတွေပါ ျောက်ဆုံးသွားပါလိမ့်မယ်။ဝေဖာမှုတွေဟာအောင်မြင်မှုအတွက်အရေးပါတယ်ဆိုတာမမေ့ပါနဲ့။မှန်မှန်ကန်ကန်လုံးပြန်တတ်ဖို့ရလိုတာပါ။တယောက်ယောက်ကတဲ့ကိုဝေဖန်လာပြီးဆိုရင်တက်မှာရှိတဲ့အားနည်းချက်တွေပြဿနာတွေကိုထောက်ပြလိုက်တာပဲဖြစ်ပါလိမ့်။ဒီအချက်တွေကိုလက်ခံပါဘဝတလူ ပြုတ်ပြီးပြုံးလေးမှုလုံးဆောင်လာတခါတလေမှာဝေဖန်သူဖက်ကမာနီတာလည်းရှိနိုင်ပါလေဒီလိုဆိုရင်တော့သူပြောသမျှကိုရှစ်လိုရှူထားလိုက်တာ အကောင်းဆုံးပဲဖြစ်ပါလေအားလုံးပဲကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေ see you in the next video